မင်္ဂလာပါရှင်ဒီဇင်ဘာလ17ရက်ကျသားပတိနေ့ကန်ဒရဝတီ time တင်ဌာနရဲ့ညနေခရုပ်တဲ့တင်အစီအစဉ်ကနေလွိုင်ကော်မြို့မှာတို့အတူတူမဲပေးကြမယ်ဆိုတဲ့လက်ကန်စားဆောင်ကိုပြန်ချရေးဌာနကဖြတ်ဝေခဲ့တဲ့အကြောင်းလွိုင်နေလေးမြို့မှာတိုက်ပွဲတွေကြောင့်ဒေသခံတွေမိုးသီးနဲ့ရိုက်သိမ်းလို့မရသေးတဲ့တင်ဆွေကော်မရှင်က10ရက်အတွင်းရွေးကောက်ပွဲဥပဒေနဲ့29ဦးကိုအမှုဖွင့်ထားတဲ့တင်နဲ့မြန်မာနိုင်ငံတဝမ်းမှာနိုဝင်ဘာလအတွင်း ဂရနီပြည်ကတူအပါအဝင် အမျိုးသမီးတည်ဆုံသူ90ဦးရှိခဲ့တဲ့အကြောင်းတွေကိုတင်ဆက်ပေးပါမယ်။စကောမရှင်ထိချုပ်ထားတဲ့လွိုင်ကော်မြို့တွင်မှာခရိုင်ပြန်ချရေးနဲ့ပြည်သူ့ဆက်ဆံရေးဦးစီးဌာနကဝန်ထမ်းတွေတို့အတူတူမဲပေးကြမယ်ဆိုတဲ့လက်ကမ်းစာဆောင်တွေကိုဒီဇင်ဘာလ3ရက်နေ့ကစပြီးဖြန့်ဝေနေပါတယ်။လွိုင်ကော်မြို့တွင်ကဘ ਹੁ စီ၊တိရိမေဂလာစီ၊နောင်ယာကန်၊ထင်းငါလျာကန်၊လွိုင်ကော်တက်ကတူနဲ့ လူစုလူဝေးနေရာတွေမှာပြည်သူတွေကိုဖြန့်ဝေခဲ့တာပါအဲ့ဒီလက်ကန်ဆောင်းဆောင်းတွေမှာတော့ရွေးကောက်ပွဲမှာဒီပုံမကောင်းမလို့အနာကက်စီတို့ဆောင်းပုံးနေအရင်ဒီမိုကရေစီကိုပြည်လဲဖော်ဆောင်ဖို့အတွက်ရွေးကောက်ပွဲကလွဲ၍တခြားနေမရှိပါပြည်သူများလိုလားဒီဒီမိုကရေစီနိုင်ငံတော်ကိုရွေးကောက်ပွဲဖြစ်တာဖော်ဆောင်နိုင်ပါသည်ဒီမိုကရေစီခိုင်မြဲဖို့မဲယုံသွားပြီးမဲပေးချပါစို့နိုင်ငံတော်ဖွဲ့ဖြိုးတိုးတက်ဖို့ဦးဆောင်နိုင်သူရွေးချယ်ကြပါစို့ဆရတဲ့အကြောင်းအရာတွေပါဝင်တယ်လို့ဆိုပါတယ် ရွေးကောက်ပွဲအပိုင်းသစ်ကျင်းပဖို့18ရက်လောက်သာလိုတော့တဲ့လိုက်ကိုမြို့တွင်မှာရွေးကောက်ပွဲဝင်ပြိုင်မဲ့ကိုစရဲလောင်းတို့ချို့လဲပြည်သူတွေနဲ့တွေ့ဆုံပြီးမဲဆွဲစီယုံရင်းစေတာတွေရှိနေပါတယ်။လိုက်ကိုမြို့နယ်ထဲကမဲဆန္ဒနယ်တွေမှာဝင်ရောက်ရှင်ပြိုင်မဲ့ပါတီ၄ခုကတော့ပြည်တော်စုချက်ခိုင်ရင်းနဲ့ဖွဲ့ဖြိုးရေးပါတီတိုင်းတောင်စီလုံးညီညွတ်ရေးပါတီပြည်သူ့ရှစ်ဆောင်ပါတီနဲ့ပြည်내အခြေဆိုင်ကရားပြည်내ပြည်သူ့ပါတီတို့ပဲဖြစ်ပါတယ်။ ဖိုင်ကွန်မြူနယ်ကလွိုင်းလေးလေးမြို့မှာဖြစ်ပွားနေတဲ့တိုက်ပွဲတွေကြောင့်ဒေသခံတွေသူတို့စိုက်ပျိုးထားတဲ့ဒီနန်တွေရိတ်သိမ်းလို့မရသေးဘူးလို့ပြောပါတယ်။လွိုင်းလေးလေးမြို့မှာစစ်ကော်မရှင်တပ်နဲ့တော်လှန်ရေးတပ်ဖွဲ့တွေကြားနေ့စဉ်ထွဋ်ထွေတိုက်ပွဲဖြစ်ပွားနေတာပါ။ဒါကြောင့်မြို့နယ်နေတဲ့အနီးအနားကဒေသခံတွေစိုက်ပျိုးထားတဲ့စပါပြောင်းစတဲ့ဒီနန်တွေကိုမရိတ်သိမ်းနိုင်သေးတာပါ။မရိတ်သိမ်းနိုင်တဲ့စိုက်ခေအေကတွေကခက်မှန်ချေအဖြစ်စပါခင်းအေက20ကျော်နဲ့ ရောင်စိုက်ခင်ဧက40ဝန်းကျင်ရှိတယ်လို့ဆိုပါတယ်။လွန်နေလေးမြို့မှာတော့ရွေးကောက်ပွဲကျင်းပမယ့်ရက်နေလာတာနဲ့အမျှတိုက်ပွဲတွေလည်းနှစ်စဉ်ရက်ဆက်ဖြစ်နေတယ်လို့ဒေသခံတွေကပြောကြပါတယ်။ပရဆိုမြို့နယ်မှာလည်းစပါးစိုက်ပျိုးထားတဲ့တောင်ရှာမြေသွားတဲ့လမ်းမှာစစ်ကော်မရှင်တပ်ကမိုင်းထောင်ထားတာကြောင့်စပါးခင်းဧက90ခန်းမရက်တိုင်နိုင်သေးဘူးလို့ပရဆိုအရှိတ်ချန်ကဒေသခံတအူးကပြောပါတယ်။ဆစ်ဆောင်ဥယျာဉ်နှစ်သိန်းကျော်ရှိတဲ့ဂရနီပြည်မှာ အများစုကစိုက်ပျိုးမြင်မရှိတာကြောင့်အလူရှင်တွေထောက်ပတ်လူဒန်းပေးတဲ့ဆန်ရိတ်ခါကူတာမိခိုနေရတာဖြစ်ပါတယ်မြန်မာနိုင်ငံတဝမ်းမှာနိုဝင်ဘာလ25ရက်နေ့ကနေဒီဇင်ဘာလ9ရက်နေ့အထိ10ရက်အတွင်းရွေးကောက်ပွဲကိုနောက်ဆက်ဟန်တာချင်မှကာကွယ်ပေးရေးဥပဒေပုံမှန်နဲ့လူ29ဦးအမှုဖွဲ့အရေးယူခံထားရပါတယ်။ဒီအချက်လက်တွေကမနေ့ကဒီဇင်ဘာလ10ရက်နေ့စစ်ကော်မရှင်ထုတ်မြမအလင်းတည်င်းစာမှာဖော်ပြထားတာပါ။ ီဇင်ဘာလ3ရက်နေ့ကမန္တလေးတိုင်းဒေသကြီးအတွင်ရွေးကောက်ပွဲဆက်ကျင်ရေးသားထားတဲ့စာရွက်တွေကိုလမ်းပေါ်မှာလိုက်လံဖျက်ဝေခဲ့တဲ့နိုင်ငံရေးတက်ချွန်လှုပ်ရှားသူဒေါက်တာတင်စာဆန်းနဲ့အပေါင်းပါဆယ်ဦးကိုစစ်ကော်မရှင်ကအမှုဖွင့်ထားပြီးမင်းဆွယ်စီယုံရေးဆိုင်ပုတ်ဖျက်ဆီးမှုနဲ့လူ16ဦးကိုလည်းအမှုဖွင့်အရေးယူထားတာပါရွေးကောက်ပွဲနဲ့ပတ်သက်ပြီးလူမှုကွန်ရက်ဆာမင်နာပေါ်မှာရေးသားမှုပြည်လည်မြဝေမှုနဲ့လူသုံးဦးကိုလည်းအမှုဖွဲ့အရေးယူထားပါတယ်။ အမှုဖွဲ့ခံထားရတဲ့သူတွေကကချင်ပြည်နယ်၊ကရင်ပြည်နယ်၊ရှမ်းပြည်နယ်၊ပဲခူးတိုင်း၊ရန်ကုန်တိုင်း၊မန္တလေးတိုင်း၊ဧရာဝတီတိုင်းဒေသကြီးတွေကဖြစ်ပါတယ်။စစ်ကော်မရှင်ထိန်းချုပ်ထားတဲ့ရိုက်ကော်မြို့မှာတော့ပြီးခဲ့တဲ့စက်တင်ဘာလ22ရက်နေ့ကရွေးကောက်ပွဲဥပဒေနဲ့အရေးယူခံရတဲ့အသက်မပြည့်သေးတဲ့ကလေး3ဦးအပါအဝင်အမျိုးသား9ဦးရှိခဲ့ပါတယ်။ မြန်မာနိုင်ငံတဝမ်းစစ်ကော်မရှင်ရဲ့လူအခွင့်အရေးချိုးဖောက်မှုတွေကြောင့်နိုဝင်ဘာလအတွင်းအမျိုးသမီး52ဦးသေဆုံးခဲ့တယ်လို့မြန်မာအမျိုးသမီးသမဂ BWU ကထုတ်ပြန်ပါတယ်။အဲ့ဒီထဲ Greenie Bee ကအမျိုးသမီး2ဦးပါဝင်ပါတယ်။သေဆုံးသူ52ဦးမှာတော့လေကြောင်းတိုက်ခိုက်မှုကြောင့်39ဦးနဲ့အများဆုံးဖြစ်ပြီးလက်နက်ကြီးပစ်ခတ်မှုကြောင့်10ဦးမတရားတပ်ဖြတ်ခံရတာကြောင့်4ဦးဖြစ်ပါတယ်။သေဆုံးသူတွေထဲမှာတော့အသက်16နှစ်အောက်ကလေး6ဦးလည်းပါဝင်တာပါ။ ဒီတိုက်စုံမှုအပြင်ထိခိုက်ဒဏ်ရာရသူအမျိုးသမီး59ဦးလည်းရှိခဲ့ပါတယ်။ခရနီပြည်နယ်ရှမ်းခရနီနယ်ဆက်မှာတော့မတူညီတဲ့လူခွေရေးချိုးဖောက်ခံရမှုတွေကြောင့်နိုဝင်ဘာလအတွင်းမှာအမျိုးသား12ဦးအမျိုးသမီး3ဦးနဲ့ကလေးတဦးစုစုပေါင်း16ဦးတိုက်စုံခဲ့တယ်လို့ခရနီလူခွေရေးဖွဲ့ KNHRG ကဒီဇင်ဘာလ3ရက်နေ့မှာထုတ်ပြန်ထားပါတယ်။ကန်ဒရောဝတီထိုင်မြင်ညနေခရုံတင်တဲ့အစီအစဉ်ကိုတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။ကြည့်ရှုအားပေးခဲ့ကြတဲ့ပရိသတ်များအားလုံး ကျမဘီကင်ချပါစေရှင်ကျမမောင်ညာမှာပါ